ဒိုလန်နေစေနေရများပါခင်ဗျာကျွန်တော်ဒီတစ်ခါမြေပြင်ဒိုလန်ရေးရဲပေါ့ဇင်ရောရေးတာလေကျဲလေးတွေကြွေတိုင်းဆိုတဲ့ကြပြအစေးတဘုတ်ကိုရုပ်ဖတ်ပေးပါမယ်ဆရာညီမင်းညူကပြောမှုတယ်ကြွေနေတာကျဲတွေ ကြံနေတာကြုံတွေမဖြစ်ဖို့လိုမယ်ဆိုပြီးပေါ့ဂရိသစ္စာပြုပါတယ်လောရန်ရဲ့အသက်ကိုတိုင်တယ်ပြီးတော့ကြံရစ်သူကျွန်ုပ်တို့ကြုံတွေမဟုတ်ကြဘူးဆိုတာကိုတခင်စစ်စစ်ဘဝကိုကူးပြောင်းနေကြတဲ့ဒီတမိုင်းမှာခဲတံကျိုးသူနဲ့ခဲပြက်ပျောက်သူနဲ့စာရွက်ပြဲသူတွေနဲ့စိတ်ချပါ ရာလုံးပြီးဆုံးသွားတဲ့အခါတယောက်ချင်းစီတန်းရဲ့တနေ့တာမှတ်စုမှာပခုံးဖန်ရင်ကြဆုံးခဲ့သူတွေပြုံးမပြတ်ပဲခြာနင်းခဲ့သူတွေရဲ့ရင်ဆက်လက်နေဆက်သွားနေသူတွေဘဝပြည့်ရင်ရောက်ရက်ဖြစ်သွားခဲ့သူတွေဒါတွေအားလုံးကိုတေချာကပီးထိုးထားမယ်ဒီစနစ်စိုးပြီးသွားရင် ချန်နေတဲ့အရိုးပြာတွေကောင်းရာသူပတိလားစီမယ်ကျွန်နဲ့တထောင်းထောင်းထွက်နေတဲ့နိုင်ငံကိုတစ္ဆဘောက်တို့ရဲ့လေချောင်းသွေးနဲ့ဆေးကြောမယ်ပျက်စီးသွားခဲ့ရတဲ့ဘဝပိုင်းစားတွေရန်သူမျက်ရည်တွေနဲ့ပြန်လေကောင်းမွန်စေမယ်ကျဲကျွေးရင်ဆူတောင်းတတ်တဲ့အကျင့်တွေကိုလေဖြောက်ပေးရမယ် ကျဲကျွေရင်ဆူတောင်းပြည့်မယ်ဆိုတဲ့ယူဆချက်အမားတွေကိုလည်းတုတ်တင်ရမယ်ကျဲကျွေမှ တောင်းစုပြည့်ဝမယ်ဆိုရင်လူတယောက်လိုရင်ကအသက်တစ်ချောင်းနဲ့မတန်မရာလဲလေပေးနေရလို့အသက်တစ်ချောင်းတည်ရင်ကျဲတဝင့်ကျွေမယ်ကျဲတဝင့်ကျွေရင်လူဝင်တစ်ခုပြည့်စီမယ် ျွန်ုပ်တို့အားလုံးကကျဲတွေဆိုရင်အဲသူတွေကလိုအင်တွေကိုလောဘစောတိုက်ပြေဝခြင်းတွေကြတာလေဘာဝဘေးနဲ့ကတ်ဆေးလိုက်စစ်ဘေးနဲ့အသက်ပေးလိုက်ရန်သူလက်နဲ့ဘေးနဲ့ဒုက္ခပေးလိုက်မိသားစုအရေးနဲ့ဖိအားပေးလိုက်ခြေနေမပေးလို့အိမ်နဲ့ဝေးကြိုင်မှာ အသက်ကိုပါမညာတန်းနှုတ်ယူတတ်တယ်ယမမင်းကိုရှင်လက်လက်တွေ့ရင်ရင်တောင်ဆွဲအမြင်မှန်ရအောင်လက်ညှိုးထိုးမယ်ဒီခေဟာကျုံရှင်းစီမဲ့ခစ်ဆိုပေတရာလန်းစာတင်ချောင်းချို့နဲ့ရေစာပုံမှုမှုတွေအောင်ကျုံမခံလိုသူတွေရဲ့စိတ်ဓာတ်တွေရှိတယ် တိုက်ပြက်အကျိုးအဆတွေရဲ့အောင်သူတို့ရဲ့မိသားစုဝင်တွေရှိတယ်ဒီအကျိုးပြက်တွေအောင်ဒီအကျိုးပြက်တွေအောင်ရဲဘော်တီးတီးရဲ့တော်လန်ဝိညာဉ်လေးဤကုန်းချုပ်သွားခဲ့ရပြီပေါ့လေ